ကဲဒီလိုအခြေအနေမျိုးလေးတစ်ခုကိုမြင်ယောင်ကြည့်ရအောင်လားရှင်မိသားစုတစ်ခုမှာမောင်နှမ၃ယောက်ရှိတယ်အင်းသူတို့မှာဘိုးဘွားလည်းရှိကနေဆင်းသက်လာတဲ့အမွေဆိုင်မြေခွက်တစ်ခွက်ကိုအတူတူပိုင်ထားကြတယ်အခုအမလုတဲ့သူကငွေနဲ့နဲ့အရေးပေါ်လို့လို့သူဝေစုကိုရောင်းချင်လာတယ်။ဟုတ်ကဲ့။ဝမ်းမဲ့သူကလည်းအဆင်သင့်ပဲ။ဒါပေမဲ့အဲ့ဒီလူကမိသားစုနဲ့ဘာမှမဆိုင်တဲ့လူစိမ်းတစ်ယောက်ဖြစ်နေတယ်။အဲ့ဒီအခါမှာ ကျန်တဲ့မောင်နှမ၂ယောက်ကခဏလေးခဏလေးဒီမေကအဖိုးပွားတွေအမွေအနှစ်လေးလူစိမ့်လက်ထက်တော့ရောက်မခနိုင်ဘူးဆိုပြီးစိတ်ပူလာကြရောဟုတ်ပါပြီအဲ့ဒီမှာသူတို့မှာဒီအယောင်းဝယ်ကိုတားစီပိုင်ခွင့်ဒါမှမဟုတ်ကြားဝင်ဝယ်ယူခွင့်ရရှိသလားဒါကတော်တော်များများမိသားစုတွေမှာတကယ်ကြုံရနိုင်တဲ့မျိုးခွန်းတစ်ခုပါဟုတ်တယ်ဗျာဒါကတူချင်းရဲ့ငွေချေးလိုအပ်ချေရဲ့မိသားစုတစ်ခုလုံးရဲ့အမွေအနှစ်ကိုထိန်းသိမ်းခြင်းတဲ့စိတ်ရဲ့ ဲ့ဒီကြားကတော်တော်လေးရှုပ်ထွေးတဲ့အပိုင်မှုတစ်ခုပဲဟုတ်ကဲ့တယောက်ကသူပိုင်ဆိုင်မှုကိုလွတ်လပ်စွာစီမံကျင်တယ်အင်းကျန်တဲ့သူတွေကကြတော့မိသားစုရဲ့အမတ်တရားတွေတညောစင်တွေရှိတဲ့ပစ္စည်းတစ်ခုကို မပြော့ပြက်စေချင်ဘူးဒီနှစ်ခုကိုဘယ်လိုညှဉ်းနှိုင်းမလဲဆိုတာကအမေနဲ့စိန်ခေါ်မှုတစ်ခုပဲဗျအဲအဲ့ဒီလိုခြေနေတဲ့အတွက်မြမားတလေထုံနှံဥပဒေမှာတီးကြတဲ့လမ်းညွန်ချက်တစ်ခုပေးထားတာကိုကျမတို့တွေ့ရတယ်ရှင် ဒီနေ့ကျွန်တော်တို့အဆွေးနွေးမှာကတော့အဲ့ဒီအကားခွဲပေးထားတဲ့ဥစားဝဲပိုင်ခွင့်ဆိုတဲ့အယူအဆအကြောင်းပဲထပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ရဲ့အဓိကအရင်မြစ်ပါတော့ဒီအကြောင်းအရာကိုအသေးစိတ်ခွဲချမ်းစိတ်ဖျားထားတဲ့ဥပဒေဆိုင်ရာစာတမ်းတစ်ခုကနေရယူထားတာပါဆိုတော့ဒီဆွေးနွေးမှုရဲ့ရည်ရွယ်ချက်ကဥစားဝဲပိုင်ခွင့်ဆိုတာပါလေဘယ်လိုအရှင်ဒီမြို့မှာတက်ရောက်တယ်လဲဆိုတာကိုရှင်းပြရုံတက်တက်မဟုတ်ပဲနဲ့အင်း ဒီဥပဒေရဲ့နောက်ွယ်ကယဉ်ကျေးမှုဆိုင်ရာတံပိုးထားမှုတွေကိုပါနားလည်နိုင်မှုဖြစ်ပါတယ်ပြောရင်ဒါဟာဥပဒေပေါ်မှာတခုကိုလေ့လာတာထက်ပိုင်ဆိုင်မှုနဲ့မိသားစုအပေါ်မှာမြန်မာလူအဖွဲ့အစည်းကဘလို့ရှုမြင်တယ်လဲဆိုတဲ့အတွေ့အခေါ်ကိုပါလေ့လာတာနဲ့တူတူပါပဲဗျကဲဒါဆိုအခြေခံငယ်နေစလိုက်ကြရအောင်ဥစွာဝယ်ပိုင်ခွင့်ဆိုတာရိုးရိုးရှင်းရှင်းဘာကိုဆိုလိုတာပါလဲရှင့်အလေးဆုံးပြောရင်တော့မခွဲဝေရသေးတဲ့ဘိုးဘွားပိုင်အမွေတစ်စီးတစ်ခုရှိမယ်အဲ့ဒီမှာအမွေဆက်ခံသူတယောက်က သူဝေစုကိုမိသားစုပြင်ပကလူစင်းတယောက်ကိုရောင်းမယ်ဆိုရင်ဟုတ်ကဲ့ကျန်တဲ့အမွေဆက်ခံသူတွေမှာဦးစားပေးဝယ်ယူခွင့်ရှိတယ်ဆိုတဲ့သဘောပါပဲသူတို့ကအဲ့ဒီလူစင်းထက်အရင်ဝယ်ခွင့်ရှိတယ်อืมဒါပေမဲ့ဒီနေရာမှာတခက်ကိုအားကောင်းတဲ့အချက်တခုရှိနေသေးတယ်အဲ့ဒါကဘာဖြစ်မလဲရှင်ဦးစားပေးဝယ်ခွင့်ရှိတယ်ဆိုတာကတော့နားလည်နိုင်ပါတယ်ဒီခွင့်ရေးကအဲ့ဒီစင်ထက်ပိုတယ်ဗျာအရင်မြစ်စာရမှာရှင်းရှင်းလင်းလင်းဖော်ပြထားတာကတကယ်လို့ရောင်းတဲ့သူကကျန်တဲ့မောင်နှမတွေကိုအတိမပေးဘူးအရင်မကန်းလန်းပဲလူစင်းတယောက်ကိုရောင်းချလိုက်ပြီမိဆိုရင်တောင် အယောင်းဝယ်ပြီးသွားပြီဆိုရင်တောင်ဂျန်တဲ့မွေးဆက်ခန်းသူတွေကသူတို့တည်တဲ့အချင်းကစပြီးတတ်မှတ်ထားတဲ့ကာလအတွင်းမှာတရားရုံးကိုတွားပြီးတော့အဲ့ဒီလူစင်းကိုရောင်းလိုက်တဲ့ဈေးနှုန်းအတိုင်းကျွန်တော်တို့ကိုပြန်လွှဲပေးပါလို့တောင်းဆိုနေတဲ့ခွင့်ရရှိနေသေးတယ်ခဏလေးခဏလေးဒါတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဆိုလိုတာက PC ကလက်ပြောင်းသွားပြီးငွေဖေးချေပေးပြီးစားချုစားတန်းတွေတော့ချုပ်ပြီးစားဖြစ်နေလဲဂျန်တဲ့မိသားစုဝင်တွေကကြားဝင်ပြီးအဲ့ဒီရောင်းဝယ်ကိုသူတို့ဘက်ပေါ့ပြန်ဆွဲယူလို့ရတဲ့သဘောလားရှင့်အတိအကျပါပဲ ဒါကြောင့်ကျွန်တော်ကဒါကိုတာမန်ဦးစားပေးဝယ်ခွင့်ထက်ပိုအားကောင်းတယ်လို့ပြောတာပါအယောင်းဝယ်တစ်ခုလုံးကိုနောက်ကျောင်းပြန်လဲနေတယ်အစွမ်းရှိတယ်ဒါကဒီအခွင့်ရေးရဲ့အဓိကအနစ်သာရပဲဒီလိုအထီးအားကောင်းတဲ့အခွင့်ရေးကိုဘာကြောင့်ဥဒီမှာထည့်သွင်းပေးထားရတာလဲဒီနောက်ွယ်ကယူရင်ချက်ကဘာဖြစ်မလဲအဲ့ဒီမေခွန်းကဒီဆွေးနွေးမှုရဲ့အဓိကအချက်ပဲဗျဒီအခွင့်ရေးရဲ့နောက်ွယ်ကယူရချက်ကငွေကြေးတက်တက်မဟုတ်ဘူးစားတန်းမှာမနှုတ်ကျဓမ္မတလို့ရှေးဟောင်းကျန်းတွေကိုကိုးကားပြီးရှင်းပြထားတာကဘူဘွားပိုင်ပစ္စည်းတွေကို လူစင်းလက်ထက်မရောက်စေဘဲတားစင်မြေဆက်လက်စင်ကမ်းနိုင်ဖို့ဆိုရရင်ကျေးဥဆိုင်ရာတံပိုးကိုကားကွယ်ဖို့ပါပဲဒါဆိုဒီဥပဒေကအနောက်တိုင်းအသွေးခေါ်နဲ့တတူကွာခြားနေပုံပဲနော် အနောက်တိုင်းမှာဆိုဒါငါ PC ငါတဘောဆိုတဲ့တူးချဲပိုင်ဆိုင်ခွင့်နဲ့လွတ်လပ်စွာဆုံးဖြတ်ခွင့်ကိုအရင်တံပိုးထားကြတယ်ဒီမှာကျတော့တူးချင်းလွတ်လပ်ခွင့်ထက်မိသားစုရဲ့စူးစီးညီညွတ်မှုနဲ့အမွေးအနှစ်ကိုပိုဦးစားပေးဖားတဲ့သဘောလားအတိအကျပဲ။ ဒါဟာပိုင်ဆိုင်မှုကိုလူတူးချင်းစီရဲ့စီးပွားရေးဆိုင်ရာပိုင်ဆိုင်မှု economic asset appreciation တာတဲ့မိသားစုတစ်ခုလုံးရဲ့မျိုးဆက်တစ်ခုကနေတစ်ခုကိုလက်ဆင့်ကမ်းရမယ်အမွေအနှစ် family legacy အဖြစ်ရှုမြင်တဲ့ယဉ်ကျေးမှုရဲ့ဥပဒေပိုင်ဆိုင်ရာတက်တည်တစ်ခုပဲအင်းစီးပွားရေးရာကြိုးမဲ့တစ်ခုတည်းကိုပဲကြည့်ပြီးဘိုးဘွားရဲ့အမွေအနှစ်တွေအလွဲတကူလက်လွတ်ဆုံးရှုံးမတွားအောင်ဥပဒေကတမင်တားမြစ်ပေးထားတဲ့တဘောမျိုးပါပဲကော်မရှင် ဒါဆိုရင်ဒီလိုအားကောင်းတဲ့အခွင့်အရေးကရောင်းချတဲ့ PC တိုင်းမှာတော့တက်ရောက်မှာမဟုတ်ဘူးပေါ့နော်။သူ့မှာတိကျတဲ့စီကန်းချက်တွေ၊ကန့်သက်ချက်တွေရှိရမယ်။ကျမတို့အစမှပြောခဲ့တဲ့မိသားစုဇလန်လေးကိုပြန်သွားကြည့်အောင်။အမဖစ်သူကသူ့ဝေစုကိုရောင်းတော့မယ်။ဒီအခွင့်အရေးတက်ရောက်ဖို့အတွက်ပထမဆုံးစစ်ဆေးရမယ့်ချက်ကြီးကပါရီဖြစ်မလဲ။အရေးကြီးဆုံးစီကန်းချက်နှစ်ချက်ရှိတယ်ဗျာပထမတစ်ချက်ကတော့ရောင်းချမဲ့ PC ကအမွေဆက်ခံရရှိတဲ့ PC ဖြစ်ရမယ်အမွေဆက်ခံရရှိတဲ့ PC ဟုတ်တယ်။ဆိုလိုတာကမိဘဘိုးဘွားတွေစေက direct အမွေရထားတာမျိုးဖြစ်ရမယ်။ကိုယ်တိုင်ပိုက်ဆံပေးဝယ်ထားတဲ့ PC ဆိုရင်တော့ဒီခွင့်ရင်းနဲ့လုံးဝမသက်ဆိုင်တော့ပါဘူး။ဒါဆိုရှင်းပါတယ်ရှင်။ကျွန်တော်ဥပမာတွေကမြေကွက်ကအဖိုးဘွားတွေစေကရထားတာမို့ဒီအချက်နဲ့ kait နေတယ်။ဒုတိယအချက်ကရောဒုတိယအချက်ကပိုပြီးအရေးကြီးတယ်။အဲ့ဒီ PC ကမခွဲဝယ်ရသေးတဲ့ PC undivided property PM ဒါကလက်တွေ့မှာအငင်းပွားမှုတွေအများဆုံးဖြစ်စေတဲ့အချက်ပဲ။ အော်မခွဲဝေရသေးရဲ့ဆိုတာကိုနည်းနည်းလေးပိုရှင်းပြပြလို့ရမလားရှင်ဥပမာမြေတစ်ခွက်ကိုမောင်နှမ၃ယောက်အမွေရထားတယ်ဒါပေမဲ့ဘယ်သူကဘယ်အဖိုင်းပိုင်တယ်လို့တရားဝင်ပိုင်းခြားသတ်မှတ်ထားခြင်းမရှိသေးဘူးဆိုရင်ဒါကမခွဲဝေရသေးတဲ့ပစ္စည်းပေါ့ဟုတ်ပါတယ်တရားဥပဒေအရသူတို့အားလုံးဟာအဲ့ဒီမြေတစ်ခွက်တစ်ခုလုံးရဲ့အစိပ်ပိုင်းအတိတိကူပိုင်းဆိုင်တယ်လို့ပဲသတ်မှတ်တယ်ဘယ်သူကမြောက်ပယ်ချမ်းဘယ်သူကတောင်ပယ်ချမ်းလို့တိတိကျကျခွဲမထားဘူးဟုတ်ကဲ့ဒါပေမဲ့သူတို့ကမြေဆိုင်ရင်းယုံမှာ တရားဝင်မြေပုံခွဲလိုက်ပြီကခကဆိုပြီးအခွက်သွန်းခွက်ခွဲကတယောက်ချင်းစီရဲ့နမည်နဲ့ဂရန်အတ္တီထူလိုက်ပြီးဆိုရင်တော့အဲ့ဒီမြေက ခွဲဝေပြီးသားဖြစ်သွားပြီ။အော်အဲ့ဒီအချိန်ကျရင်တော့တယောက်ချင်းစီကကိုယ့်အပိုင်ကိုကဒုကုမဆိုလွတ်လပ်စွာရောင်ချနိုင်သွားပြီ။ဥစားဝေပိုင်ခွင့်ဆိုတာမရှိလို့ပါဘူး။အဟမ်းဒါဆိုတရားဝင် ခွဲဝေလိုက်တာနဲ့စူပောင်းအမွေအနစ်ဆိုတဲ့အဆင့်ခနဲ့တူးချင်းပိုင်ဆိုင်မှုဆိုတဲ့အဆင့်ကိုပြောင်းလဲသွားတဲ့သဘောပဲ။ဟုတ်ပါတယ်။ ဒါဆိုရင်ကျမတို့ဇလန်းလဲကမောင်နှမတွေရဲ့မိကွက်က grand တစ်ခုတည်းအောက်မှာပဲရှိနေသေးတယ်ဆိုရင်တော့ဒီခွင့်ရေးကအသက်ဝင်နေတုံးပဲပေါ့။ကောင်းပြီ။နောက်ထပ်စီကန်းတစ်ခုကရောဘာရှိသေးလဲ။လူတွေနဲ့ပတ်သက်တဲ့စီကန်းပေါ့။ရှိပါရဲ့ဗျာ။ဒီအခွင့်ရေးကိုတောင်းဆိုမဲ့သူဟာကြံရှိနေတဲ့အငွေစက္ကန့်တူဖျားမယ်။ဒါကတော့ရှင်းပါရဲ့။ဒါမဲ့ဒီနေရာမှာစိတ်ဝင်စားစရာမေးခွန်းတစ်ခုထွက်လာတယ်။ဟုတ်ကဲ့။တကယ်လို့အမတ်ဖြစ်သူကသူ့ဝေစုကိုလူစိမ့်ကုန်မရောင်းမယ်။ ကျန်တဲ့မောင်နှမတွေတက်ကမောင်လေးဖြစ်သူကိုပဲရောင်းလိုက်ရောအလတ်ဖြစ်တဲ့တယောက်ကဘာလို့ငါ့ကိုယင်မမေးတာလဲငါလေးဝယ်ချင်းတာပေါ့ဆိုပြီးကန့်ကွက်လို့ရလားဒါလည်းဖြစ်နိုင်တဲ့အခြေအနေပဲနော်မိသားစုဝင်အချင်းချင်းကြောင်းမှာတော့ဒီလိုကိစ္စတွေဖြစ်တတ်တာပဲဒီအပေါ်မှာတော့ဥပဒေကရှင်းပါတယ်အမွေဆက်ခံသူအချင်းချင်းရောင်းဝယ်ကြရင်ကျန်တဲ့အမွေဆက်ခံသူရဲ့မှာဥစားဝယ်ပိုင်ခွင့်မရှိတော့ပါဘူးအော်ဘာကြောင့်ပါလဲဘာကြောင့်လဲဆိုတော့ဒီဥပဒေရဲ့မူလယူရဲ့ချက်ကိုပြန်ကြည့်ရမယ်လေ ရည်ရချက်ကပိုင်ဆိုင်မှုကိုမိသားစုအတွင်းမှာပဲရှိနေစေဖို့ဟုတ်ကဲ့ဟုတ်ကဲ့အခုအမကမောင်လေးကိုရောင်းလိုက်တော့ပစ္စည်းကမိသားစုလက်ထက်ကနေထွက်မသွားဘူးဒါကြောင့်ဥပရေရဲ့ရည်ရချက်ကအလိုအလျောက်ပြည့်စုံသွားပြီကျန်တဲ့လူလေးကကြားဝင်ဆွတ်ဖက်ခွဲမရှိတော့ဘူးဒါဆိုဥပရေကမိသားစုကိုတခုတည်းသောအစုခွဲ single unit အဖြစ်ရှုမြင်တော့ဖို့အဲ့ဒီအစုဖွဲ့ထဲကနေပစ္စည်းထွက်မသွားရင်ပြီးရောဆိုတဲ့သဘောမျိုးပဲကောင်းပြီစီကန်းချက်တွေကိုရှင်းရှင်းလင်းလင်းတည်သွားပြီ ဒါဆိုလက်တွေ့လုပ်ငန်းစဉ်ဘက်ကိုထွက်ကြည့်အောင်ဟုတ်ကဲ့ကျမတို့ဇလန်းထဲကအမကလူစိမ့်ကိုပဲရောင်းဖို့ဆုံးချက်လိုက်ပြီသူမဖလို့တာဝန်ကြီးရှိလာမလဲရှင်သူရဲ့ပထမဆုံးတာဝန်ကတော့သူဝေစုကိုရောင်းချမဲ့အကြောင်းနဲ့ရောင်းချမဲ့ဈေးနှုန်းကိုကျန်တဲ့မောင်နှမနှစ်ယောက်စီတရားဝင်အရင်ဆုံးကမ်းလှမ်းရပါမယ်ဒီဈေးနဲ့ဝယ်မလားလို့မေးရမယ်ဟုတ်ကဲ့အဲ့ဒီလိုမလုပ်ဘဲတိတ်တိတ်ခလေးလူစိမ့်ကိုရောင်းချလိုက်ရင်အစောကပြောသလိုအယောင်းအဝယ်က voidable ဖြစ်သွားပါပြီ void ပေါ့ ဒီပက်ဖျက်နိုင်ခွင့်ရှိဆိုတဲ့စကားလုံးကအရေးကြီးပုံရတယ်နော်ဆိုလိုတာကအယောင်အဝယ်ကအလိုလျောက်ပက်ပြေသွားတာမဟုတ်ဘူးမဟုတ်ဘူးဗျကျန်တဲ့မောင်နှမတွေဘက်ကတကြွစွာလှူရှားဖို့လိုတယ်ဆိုတဲ့တဘောလားဟုတ်ပါတယ်ဥပဒေကအခွင့်အရေးကိုတော့ပေးထားတယ်ဒါပေမဲ့အဲ့ဒီအခွင့်အရေးကိုတောင်းဆိုဖို့တောင်းဝင်ကတော့အမွေဆက်ခံသူတွေဘာမှရှိတယ်သူတို့ကကျွန်တော်တို့ကိုမကမ်းလှမ်းပဲရောင်းလိုက်တယ်ဆိုပြီးတရားရုံးမှာအမှုဖွင့်ရမယ် ဘာမှမလုပ်ပေးနေလိုက်ရင်တော့အယောင်းဝယ်ကအဲ့ဒီနံပါတ်တီးမြင်နေမှာပါဒီလိုအမကကန့်လန့်တယ်ဒါပေမဲ့ဂျန်နဲ့နှစ်ယောက်ကငါတို့လဲပိတ်ဆံမရှိဘူးမဝေတော့ဘူးလို့ညင်းလိုက်ရင်တော့အဲ့ဒီခါမှာအမကလူစိမ်းကိုလွတ်လပ်စွာရောင်းချနိုင်ပြီလားဟုတ်ကဲ့ရောင်းချနိုင်ပါပြီသူတို့တခါညင်းပြီးတော့ရယ်အဲ့ဒီအယောင်းဝယ်နာပတ်သက်လို့သူတို့ရဲ့ဥစွာဝယ်ပိုင်ခွင့်ကကုန်ဆုံးသွားပြီအမကအဲ့ဒီလူစိမ်းကိုရောင်းတဲ့အခါဘာလို့ကျွန်တော်တို့ကိုထပ်မပြောတာလဲလို့လာပြောလို့မရတော့ဘူး ဒါပေမဲ့ဒီနေရာမှာပြဿနာတခုမရှိနိုင်ဘူးလားရှင်ဥပမာ အမကမောင်နှမတွေကိုတိန်းထောင်တယ်ကန့်လန့်တယ်သူတို့ကမဝယ်နိုင်ဘူးပြီးတော့မှလူစိမ်းကိုတိန်းရှိရနဲ့ရောင်းလိုက်ရောဒါတရားမျှတာမှုမရှိသလိုဖြစ်မနေဘူးလားဒါအရင်ကောင်းနေမိခုံးပါဗျာဥပဒေရဲ့သဘောတရားရကန့်လန့်မှုကတူညီတဲ့စည်းကမ်းချက်တွေ same terms and conditions အောက်မှာဖြစ်ရမယ်လို့ဆိုလိုပါတယ်အဓိကကဈေးနှုန်းပေါ့ မိသားစုကိုကန်လန်းတဲ့ဈေးနဲ့လူစိမ်းကိုရောင်းတဲ့ဈေးကအတူတူပဲဖြစ်ရမယ်။တကယ်လို့လူစိမ်းကိုဈေးလော့ရောင်းမယ်ဆိုရင်အဲ့ဒါကကန်လန်းမှုအတစ်တစ်ခုဖြစ်သွားပြီးမိသားစုကိုအဲ့ဒီဈေးအတစ်နဲ့ထပ်ပြီးကန်လန်းရမယ်တာဝန်ရှိလာနိုင်ပါတယ်။ဒါကတော့တရားရုံးရဲ့အသေးပဲဖွင့်ဆိုမှုပေါ်မှာမူတည်သွားပါလိမ့်မယ်။ဈေးနှုန်းအကြောင်းဆက်ပြောကြရအောင်။ဒါကတော့အရေးကြီးတဲ့အချက်ပဲ။မိသားစုဝင်ဖြုတ်လို့ဈေးလျှော့ပေးရတာမျိုးလို့ရှိသလား။ငါတို့ကမောင်နှမတွေပဲ။ဈေးနဲ့နဲ့တော့လျှော့ပေးဖို့ဆိုတာမျိုးပြောလို့ရလားရှင်။ အရင်အမေစာတန်းကလုံးဝပြောလို့မရပါဘူးဥပဒေကရှင်းပါတယ်အမွေဆက်ခံသူဟာလူစိမ့်တယောက်ကပေးမဲ့ဈေးကွက်ပေါက်စဲအတိုင်းအတိအကျပေးချေရပါမယ်။ဩဒါကရောင်းချသူကိုငွေကြေးရမနစ်နအောင်ကောက်ွယ်ပေးထားတာပါမဟုတ်ရင်တော့မိသားစုအမွေအနစ်ဆိုတဲ့ခေါင်းစဉ်အောင်မှာရောင်းချတဲ့သူကအကြီးကျယ်နစ်နာသွားနိုင်တာပေါ့ပြတယ်နော်တစ်ဖက်မှာမိသားစုရဲ့အမွေအနစ်ကိုကောက်ွယ်ပေးတယ်ဒါပေမဲ့တစ်ဖက်မှာလည်းရောင်းချသူရဲ့ပိုင်ဆိုင်မှုကိုဈေးကွက်တန်ဖိုးအတိုင်းရောင်းချခွင့်ကိုလည်းလေးစားမှုပြတယ် ဟုတ်ပါတယ်တမဒီနီယာမှာကျမစဉ်းစားမိတဲ့နောက်ထပ်ဖိနှိပ်ချက်တစ်ခုရှိတယ်လူစိမ့်တယောက်ကဈေးကိုတမင်တင်းပြီးကမ်းလှမ်းလိုက်မယ်မိစားစုဝင်တွေမဝယ်နိုင်မှန်းသိလို့ပေါ့ပြီးမှရောင်းတဲ့သူနဲ့ပြီးမှပြန်ကြီးပြီးဈေးလျှော်ယူမယ်ဆိုတာမျိုးတော့ဖြစ်နိုင်မလားတခါဥပဒေကိုဖတ်ရှောင်တဲ့နီလန်းတစ်ခုဖြစ်မနည်းဘူးလားဒါဟာလက်တွေမှာဖြစ်လာနိုင်တဲ့အလွန်ကောင်းတဲ့ထောက်ပြချက်တစ်ခုပါဥပဒေကစာရွက်ပေါ်မှာလုံးပြည့်ပြည့်စုံပုံရပေမဲ့လိုက်တွေ့အုံတွေ့တဲ့အခါမှာဒီလိုမယိုးသားတဲ့လုပ်ရက်တွေရှိလာနိုင်တဲ့ဟုတ်ကဲ့ တကယ်လို့မိသားစုဝင်တွေကဒီလိုဈေးတင်တာဟာတမင်တက်တက်သူတို့ကိုဝယ်မနိုင်အောင်လုပ်တဲ့ပူပေါင်းကြံစည်မှုတစ်ခုဖြစ်ကြောင်းတရားရုံးမှာတက်တယ်ပြနိုင်ခဲ့ရင်တော့အယောင်းဝယ်ကိုစိန်ခေါ်နိုင်တဲ့အခွင့်အရေးရှိနိုင်ပါတယ်။ဒါပေမဲ့လက်တွေ့မှာမယိုးသားတဲ့ရည်ရွယ်ချက်ကိုတက်တဲ့ဖို့ကတော့အင်မတန်ခက်ခဲပါလိမ့်မယ်။ဟုတ်ပါပဲနော်။ဟုတ်။ဒါကဥပဒေရဲ့ကန့်တချက်တစ်ခုလို့ပြောလို့ရပါတယ်။နောက်ပြီးအချိန်နဲ့ပတ်သက်တဲ့ကန့်တချက်တစ်ခုလည်းရှိနေသေးတယ်မဟုတ်လား။ အချိန်ကိုင်းနိုင်တဲ့လုံလဲရှိနေလေလို့ကျွန်တော်တို့သိထားတယ်။ဟုတ်ပါတယ်။ဒါကအရန်ကိုအရေးကြီးတဲ့လက်တွေ့ကြတဲ့အချက်ပါ။ဒီအခွင့်အရေးကိုတရားစွဲဆိုတောင်းခံဖို့အရောင်းဝယ်ဖြစ်တာကိုသိတဲ့အချိန်ကစသည်တနည်းဆိုတဲ့ကာလစီခန့်သက်ရှိပါတယ်။ဒီတနည်းကြော်သွားရင်တော့ဘလို့မှတရားစွဲဆိုလို့မရတော့ဘူး။သောဆိုရင်အမွေဆက်ခံသူတယောက်ကအယောင်းဝယ်ဖေတာကိုတိတိကျကျနဲ့တမင်အချိန်ဆွဲလို့မရအောင်ပေါ့။ငါမှအခွင့်ရရှိတယ်ဆိုပြီးအချိန်မွေးဝန်းနှုံးရလို့မရအောင်ကာကွယ်ထားတာပေါ့နော်။မှန်ပါဗျ။ တရားပရိမာအချိန်ကာလတတ်မှတ်ချက်တွေကတိတ်ကိုအရေးကြီးပါတယ်။ဒါကနှုတ်နှစ်ဖက်စလုံးအတွက်တည်ငြိမ်မှုနဲ့ခက်မှန်းနိုင်စွမ်းကိုပေးတယ်။ဟင်းဝတ်ထုလူစိမ့်အတွက်လည်းတနေ့ကြာပြီးနောက်မှာသူ့ဝယ်ထားတဲ့ PC ကတရားဝင်ခိုင်မာသွားပြီဆိုတော့အာမခံချက်ရှိဖို့လိုပါတယ်။မောရင်သူအဲ့ဒီမြေပေါ်မှာဘာမှရင်းနှီးမြှုပ်နှံရမှာမဟုတ်ဘူး။ဟုတ်တယ်နော်။ရောင်းသူအတွက်လည်းအချိန်မီတရားဆွဲခံရနိုင်တယ်ဆိုတော့စိုးရင်စိတ်ကနေကင်းဝေးစီပါတယ်။ဒါကြောင့်ဒီတနေ့ဆိုတဲ့ကန့်ထက်ချက်က အယောင်းဝယ်မှာပေါဝင်သူအားလုံးအတွက်မြတ်တာမှုကိုဆောင်ကျင်းပေးတဲ့ဥရေးပါတဲ့အကအွယ်တစ်ခုပါပဲ။ကဲဒါဆိုရင်ကျမတို့ဆွေးနွေးခဲ့တာတွေကိုပြန်ပြီးခြုံငုံကြည့်အောင်နော်။ဥစွာဝယ်ပိုင်ခွင့်ဆိုတာမြမဒလိထုံတန်းဥပဒေမှာဘိုးဘွားပိုင်ပစ္စည်းတွေကိုမိသားစု တွင်းမှာပဲဆက်လက်တည်ရှိနေစဉ်ဖို့ရည်ရွယ်ထားတဲ့အားကောင်းတဲ့ဥပဒေမဲ့အကအွယ်တစ်ခုဖြစ်တယ်။ဟုတ်ကဲ့ ဒါပေမဲ့ဒါဟာအလိုအယက်ရတဲ့ခွင့်ရေးမဟုတ်ဘူးမခွဲဝေးရသေးတဲ့အမွေဆိုင်ပစ္စည်းတွေမှာပဲတက်ရောက်တယ်မိသားစုအချင်းချင်းရောင်းရင်မသက်ဆိုင်ဘူးလူစိမ့်ကိုရောင်းတဲ့ဈေးအတိုင်းပဲပေးရမယ်ပြီးတော့တောင်းဆိုဖို့တနစ်ဆိုတဲ့တင်းကျပ်တဲ့အချင်းကန့်သက်ချက်လည်းရှိနေတယ်ဟုတ်ပါလေဒါဟာတူးချင်းရဲ့ပိုင်ဆိုင်ခွင့်နဲ့စူပောင်းအမွေအနစ်ကိုထိမ့်သိမ်းလို့မှုကြာကအပြိုင်မှုကိုဥပဒေကဘလို့မြဖြစ်ချေရှာဖို့စူးစမ်းထားတယ်လဲဆိုတာကိုရှင်းရှင်းလင်းလင်းဖော်ပြနေတာပါပဲ ရောင်းသူရဲ့လွတ်လပ်ခွင့်ကို လုံးဝပိတ်ပင်မထားဘူး။ဒါပေမဲ့မိသားစုရဲ့အခွင့်အရေးကိုလည်းဦးစားပေးစင်စားဖို့တာဝန်တစ်ခုကိုတော့သူ့အပေါ်မှာတင်ပေးထားတယ်။နားထောင်သူတွေအတွက်နောက်ဆုံးအနေနဲ့စဉ်းစားစရာချက်တခုချန်ထားခဲ့ခြင်းပါလိမ့်ရှင်။ကျမတို့အရေးမစနဲ့မှာဖော်ပြထားတဲ့စိတ်ဝင်စားစရာချက်တခုကအမွေဆက်ခံသူတို့ကဥစွာဝေပိုက်ခွင့်ရဲ့အတွက်တရားစွဲတဲ့အခါကျန်တဲ့အမွေဆက်ခံသူအားလုံးကိုတရားလိုချစ်စေတရားဖြစ်ရင်ဖြစ်စေမဖြစ်မနေထည့်သွင်းရမယ်လို့ဆိုထားတယ်။ ဒီအချက်ကကျွန်တော်တို့အစောကပြောခဲ့တဲ့ဥပဒေကမိသားစုကိုတခုတည်းထောအစုဖွဲ့အဖြစ်ရှုမိနေဆိုတဲ့အချက်ကိုပုံပြီးခိုင်နာစေတယ်ဗျာဒါပေမဲ့ဒီအချက်ကပဲလက်တွေ့မှာအကြီးမားဆုံးစိန်ခေါ်မှုကိုမွေးဖွားပေးလိုက်တယ်ဘလို့စိန်ခေါ်မှုမျိုးပါလဲရှင်စဉ်းစားကြည့်လေဗျာအမွေဆက်ခံသူအချင်းချင်းသဘောထားမတိုက်ဆိုင်ရင်ဘလို့လို့မလဲอืมကျွန်တော်တို့ဇလန်းနဲ့ကမောင်နှမ၃ယောက်ကိုပဲပြန်ကြည့်ရအောင် အမကရောင်းလိုက်ပြီးဂျန်နစ်ညောက်ထဲကအခုဖြစ်သူက ငါတို့အမွေကိုပြန်ဝယ်နဲ့ဆိုပြီးတရားစွဲခြင်းတယ်ဒါပေမဲ့ညီမဖြစ်သူကတော့ကျမမှာပိုက်ဆံလည်းမရှိဘူးဒီကိစ္စထဲမှာလည်းမပါခြင်းဘူးစိတ်မဝင်စားဘူးဆိုရင်ဘလို့ဖြစ်လာမလဲတရားစွဲတဲ့အခါသူ့ကိုပါထည့်သွင်းရမယ်လေဟုတ်တယ်နော်တရားစွဲတဲ့အကိုကကျမတင်ယောက်သေးပဲဝယ်ပါစေလို့တောင်းဆိုလို့ရမလားဒါမှမဟုတ်ဥပဒေအရသူတို့နှစ်ယောက်ပူးပေါင်းဝယ်ယူရမှာလားဟုတ်ညီမဖြစ်သူကမဝယ်ခြင်းဘူးဆိုရင်အကိုဖြစ်သူရဲ့အခွင့်ရေးပါဆုံးရှုံးသွားနိုင်သလားအဲ့ဒီချက်ပါပဲ ဥပဒေကသူတို့ကိုအုပ်စုတစ်ခုအနေနဲ့သဘောထားပေမဲ့မိသားစုဆိုတာမတူညီတဲ့ရည်ရွယ်ချက်တွေမတူညီတဲ့ငွေရေးကြေးချင်းတွေရှိတဲ့တဦးချင်းတွေနဲ့ခွဲစည်းထားတာပါစုပေါင်းအခွင့်အရေးတစ်ခုကိုအဲ့ဒီအုပ်စုအတွင်းမှာသဘောထားကွဲလွဲနေချိန်မှာတရားရုံးကဘလို့စီမံခန့်ခွဲမလဲတရားစွဲခြင်းတဲ့သူရဲ့အခွင့်အရေးကိုဦးစားပေးမလားဒါမှမဟုတ်အများသဘောတူမှာအကောင့်အထည်ပေါ်အခွင့်ပေးမလားဒါကဒီဥပဒေရဲ့လက်တွေ့အသုံးချမှုမှာအနှက်ဆိုင်ဆုံးတဲ့အချုပ်ထွေထုံးမေးခွန်းတစ်ခုဖြစ်ကြံရှိနေစေပါပဲ။